ခရိယန်တွေကိုအပြိုကနေမွေးတာမဖြစ်နိုင်ဘူးပြောကြပြီးဗုဒ္ဓဘာသာမှာတော့လိမ္မူကိစ္စမရှိဘဲနဲ့ချက်ကိုလက်နဲ့တိုးပြီးကလေးမွေးတာတော့ယုံကြတယ်နော်တဲ့ဒီမန့်ကသူဝနတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ဥစဉ်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပိုထဲမှာလာမန့်ထားတာပါနော်ကြည့်ထားကြနော်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်လူတစ်ယောက်ကကိုယ့်ဘာသာရဲ့အကြောင်းကိုဂဂနာနာမသိပဲထင်ရပြောလိုက်တဲ့အတွက် အခုဘာသာခြားကတန်းလာညှိပြီနော်တဝနာတာမဇတ်တော်မှာတန်ဝါတမပြူပဲနဲ့ချက်ကိုလက်နဲ့ရစ်လို့တဝနာတာမလေးကိုမွေးတယ်ဆိုတာကချက်ကိုလက်နဲ့ရစ်ပေးတဲ့လူလည်းရှိတယ်ချက်ကိုလက်နဲ့ရစ်တဲ့အကြောင်းတရားလည်းရှိတယ်နောက်ပြီးတဝနာတာမမှာဒုက္ခလနဲ့ပါရိဂါဆိုတဲ့မိဘနှစ်ပါးလည်းရှိတယ်နော်ကဲဒကာတော်တို့ကိုးကွယ်တဲ့ခရစ်တော်ယေရှုရဲ့မိခင် မေတော်မာရီကိုကြည့်လိုက်ပါ မေရောမာရီဟာတန်ဝါတာလည်းမပြုတ်ချက်ကိုလက်နဲ့လည်းမရစ်ဖဲနဲ့အပြိုသင်ကနေပြီးတော့ခရစ်တော်ယေရှုကိုမွေးတယ်ဆိုပြီးလက်ခံယုံကြည်ကြတယ်ခရစ်တော်ရဲ့မိခင် မေရောမာရီရဲ့ဖြစ်စဉ်နဲ့သုဝနာတာမဇတ်တော်ရဲ့ဖြစ်စဉ်တစ်ခုရှင်းကြည့်လိုက်ပါဘယ်ဟာကပို့ပြီးတော့အတိတ်ပဲရှိမှထင်လဲအတွေးခေါ်ရှိတဲ့သူအသိဉာဏ်ရှိတဲ့လူဆိုရင်သုဝနာတာမဇတ်တော်ကအတိတ်ပဲရှိတယ်ဆိုတာကိုလက်ခံကြလိမ့်မယ်နော်အခုနေများ အပြိုစင်မိန်းကလေးတယောက်ကလင်ကောင်မပေါ်ပဲကလေးမွေးကြည့်ပါနော်လင်ကောင်မပေါ်ပဲကလေးမွေးတဲ့အတွက်ကြောင့်မိမမြက်ဖြစ်တယ်ဆိုပြီးဘယ်သူကမှလက်ခံယုံကြည်မှာမဟုတ်ဘူးအားလုံးကကဲ့ရဲ့အပြစ်တင်ကြလိမ့်မယ်နော်အဲ့ဒီတော့ပြောကျင်တာကဒကာတော်တို့ခရိယန်တွေရဲ့ဝါဒကအကြောင်းမဲ့ဝါဒဗုဒ္ဓဘာသာရဲ့ဝါဒကအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒအကြောင်းကျိုးဆက်ဆက်တဲ့ဝါဒတဲကိုဒကာတော်တို့ရဲ့အကြောင်းမဲ့ဝါဒလာထည့်ပြီးတော့ တမ်းမညှိနဲ့မရဘူးเนาะဦးစင်အဲ့ဒါပဲပြောချင်တယ်ဆရာတော်ဖေယားတပြည့်တော်မရှင်းလို့မေခွန်မေလျှောက်ခွင့်ပြုပါဖေယားမြတ်စွာဘုရားရဲ့ဖွာဘတ်တော်ခုနှစ်ပါးတို့အနက်ရွှေအိုကြီးလေးလုံးဒီဘယ်နေရာမှာအဘယ်သို့တည်ရှိနေပါကလေးဖေယားကျေးဇူးပြုပြီးဖြေချပေးပါဖေယားတဲ့ရွှေအိုကြီးလေးလုံးရဲ့အမိနဲ့ကျေပြပုံကိုပြောပါဦးမယ်နော်ရွှေအိုကြီးလေးလုံးဒီတက္ကဝုမြကြီးကျယ်တဲ့သင်္ခါဆိုတဲ့ရွှေအိုးကြီးလေးလုံးဒီတက္ကဝုမြကြီးကျယ်တဲ့သင်္ခါဆိုတဲ့ရွှေအိုး နှစ်နှကောင်းမြကြီးကျယ်တဲ့ဇလဆိုတဲ့ရွှေအိုးသုံးသုံးကောင်းမြကြီးကျယ်တဲ့ဥပလဆိုတဲ့ရွှေအိုးလေးလေးကောင်းမြကြီးကျယ်တဲ့ပုံတရိက ဆိုတဲ့ရွှေအိုးပဲဖြစ်ပါတယ်ဒါဟာရွှေအိုးကြီးလေးလုံးပါအဆိုပါရွှေအိုးကြီးလေးလုံးသည်မြက်စွာဖျားကိုမွေးတဲ့နေ့မှာပဲကပိလဝုနန်းတော်ဝင်အတွင်းမြေအောက်မှာပေါ်ပေါက်လာပါတယ်ဖျားအတွက်ဖြစ်တဲ့ရွှေအိုးဖြစ်တာကြောင့်ဖျားမှလွဲ၍ဘသူမှမမြင်ရပါဘူးနော်အဆိုပါရွှေအိုးကြီးလေးလုံးသည် မြက်စွာဖရာတောထွက်တဲ့နေ့မှာပဲပွေပြောက်သွားပါတယ်။ဒါကြောင့်ရာဟုလာအမွေလာတောင်းတဲ့အချိန်မှာမြက်စွာဖရာစီမှာရွှေအိုကြီးလေးလုံးမရှိတော့ပါဘူးเนาะ။ဒါဆိုရင်ရွှေအိုကြီးလေးလုံးဘယ်နေရာမှာတည်ရှိတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အရှင်ဖရာမြက်စွာဖရာကဖရာဖြစ်ဖို့ဘယ်ပါရမီကအရင်ဖြစ်ရတာလဲဖရာတဲ့။ဖရာဖြစ်ဖို့အတွက်ပါရမီ၁၀ပါး၊စွန့်ကြည့်ခြင်း၅ပါး၊စရိယ၃ပါးတို့ကိုဖြစ်ခြင်းရပါတယ်။ ပါရမီ၁၀ပါးလို့ဆိုလိုက်တဲ့အတွက်ပါရမီ၁၀ပါးထဲမှာဒါနပါရမီဟာထိတ်ဆုံးကဖြစ်တာကြောင့်ဖရာအလောင်းတွေဖရာဖြစ်ဖို့အတွက်ပါရမီ ဖြစ်ခြင်းတဲ့အခါမှာဒါနပါရမီကနေစပြီးဖြစ်ခြင်းရပါတယ်ဒါနကလည်း၃မျိုးရှိပါတယ်ဒါန၃မျိုးကဘာတွေလဲဆိုရင်၁ခန္ဓာကိုယ်အပြင်ပိုင်းဖြစ်တဲ့ပစ္စည်းဥစ္စာများကိုစွန့်လွှတ်လှူဒန်းခြင်းဒါနပါရမီ၂ခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းတို့ကိုစွန့်လွှတ်လှူဒန်းခြင်းဒါနဥပပါရမီ၃ 3အသက်ကိုဆွန့်လွတ်လှူဒန်းခြင်းဒါနပါရမတ္ထပါရမီလို့ပဲဖြစ်ပါတယ်။ဖရာအလောင်းတွေဟာဖရာဖြစ်ဖို့အတွက်ပါရမီဖြည့်ခြင်းတဲ့အခါမှာဤဒါနပါရမီကနေစပြီးဖြည့်ခြင်းရပါတယ်။ဖုံဖုံဖရာစိတ်သေးကမပါပဲစနောက်ပြီးပြောတာတွေကရောဝစီကံထိုက်ပါသလားဖရာမိမ့်ပြီးတော်မူပါဦးဖရာတဲ့။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတရားဟောကောင်းပြီးဘ ഹു တုဒ္ဒများလုံးလို့မြတ်စွာဘုရားကိုတော်တိုင်ကတော်မှာ ဗဟုသုတဧတတဲ့ချင်းချင်းရတဲ့ခုတ်ဆုတ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်။အဲ့ဒီခုတ်ဆုတ်တရာဆိုတဲ့အမျိုးသမီးဟာခါကုန်းပြီးရုပ်ဆိုးတယ်လို့ဆိုပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကခါကုန်းနေတဲ့ရှင်ပြည့်စေကဗုဒ္ဓကိုမြင်တဲ့အခါမှာခုတ်ဆုတ်တရာလောင်းလျာဟာတငယ်ချင်းမတွေရဲ့ရှေ့မှာငါတို့အိမ်ရှိကိုစွန့်ခံကြွားတဲ့ဟောရီကိုတော်ကဒီလိုဒီလိုပုံစံလေးဆိုပြီးဝစီကံနဲ့လဲစနောက်ခဲ့တယ်လို့ကာယကံမြောက်လဲစနောက်ခဲ့ပါတယ်။ အဲ့ဒီလိုစားနောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်အခုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်မှာခါကုန်းပြီးရုပ်ဆိုးတဲ့အမျိုးသမီးဖြစ်လာရပါတယ်။ဆရာကြီးရွှေဦးတောင်ရဲ့ဘဝတသက်တာစာအုပ်မှာလည်းပဲသူစကားထရတဲ့အကြောင်းရင်းဟာကလေးဘဝတုန်းကစကားထတဲ့အတန်းဖော်တငယ်ချင်းကိုစားနောက်ရာကနေဖြစ်လာတာလို့ရေးသားထားပါတယ်။ကိုကတာမန်စားလိုက်နောက်လိုက်တာမှန်တော်လည်းပဲကိုစားလိုက်နောက်လိုက်တဲ့စကားကတစ်ဖက်လူရဲ့အာနယ်ချက်ကိုထိခိုက်စေတယ်ဆိုရင်ဝစီကံထိုက်စေပါတယ်။ ဒါကြောင့်စတော့နောက်တော့မယ်ဆိုရင်တတိထပြီးစနောက်ပါလို့ပြောကြင်ပါတယ်နော်ဆရာတော်ဖေယမိကုံလေးမိလျှောက်ခွင့်ပြုပါဖေယမိဘကိုကိုထီးလက်ရောက်ပြင်မာရင်ပင်စာနန္တရိယကံထိုက်တာဟုတ်ပါသလားဖေယတဲ့မိဘကိုကိုထီးလက်ရောက်ပြင်မာယုံနေတော့ပင်စာနန္တရိယကံမထိုက်ပါဘူးနော်ပင်စာနန္တရိယကံထိုက်တယ်ဆိုတာမိဘကိုတတ်လိုက်လို့မိဘတေသွားမှပင်စာနန္တရိယကံထိုက်ပါတယ်သို့တော်လည်းပဲမိဘကိုကိုထီးလက်ရောက်စော်ကားပြင်မာတာကတော့ အမတ္တမအကုသို့ကြီးပါတယ်။မြတ်စွာဘုရားလက်ထက်တော်အခါကအရှင်မောက္ကလံကိုတော်မြတ်ကြီးဆိုတာအလုံးကြားဘူးကြပါလိမ့်မယ်။အဲ့ဒီအရှင်မောက္ကလံကိုတော်မြတ်ကြီးဟာခိုးသား900ရာဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်အရှင်မောက္ကလံကိုတော်မြတ်ကြီးဟာဘဝတစ်ခုမှာတုန်းကဇနီးမယားဤစကားကိုနားယောင်ပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုတော်ထဲခေါ်သွားပြီးတခိုးသမ ्या ရောင်ဆောင်ကမိဘနှစ်ပါးကိုရိုက်နှက်ခဲ့ပါတယ်။ တချို့ကအရှင်မောက်ကလန်ကိုတော်မြတ်ကြီးသည်ဘဝတစ်ခုမှာမိဘနှစ်ပါးကိုရိုက်တက်ခဲ့တယ်လို့ပြောပါတယ်။ရိုက်မတက်ခဲ့ပါဘူး။ရိုက်ုံရိုက်ခဲ့တာပါနော်။အဲ့ဒီလိုရိုက်နှက်နေစဉ်မှာမိဘနှစ်ပါးကသူတို့ရဲ့သားကိုတကူဓမြတွေတတ်မှာဆိုတဲ့အတွက်ကြောင့်အမေတို့အဖေတို့ကိုသာထားခဲ့ပြီးသားသာလွတ်အောင်ပြေးပါလို့ဩပြောပါတယ်။အဲ့ဒီလိုဩပြောတာကိုကြားရတဲ့အရှင်မောက်ကလန်လောင်းဟာနောင်တရပြီးတော့မိဘနှစ်ပါးကိုအင်ကိုပြန်ခေါ်သွားပါတယ်။အင်ကိုပြန်ခေါ်ပြီးတော့ တဆုံတိုင်အောင်ပြုစုလုပ်ကြီးဆောင်လျှောက်ပါတယ်။သို့တော်လည်းပဲအဲ့ဒီဘွားကတည်သွားတဲ့အခါမှာတော့ငရဲတို့ကြာရောက်ရပါတယ်။အခုမြတ်စွာဘုရားလက်ထက်မှာအရှင်မောကလန်ကိုရောမြတ်ကြီးဖြစ်လာတဲ့အခါမှာတော့ဤခိုးသား900ရာဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်။ဒါကြောင့်မိဘကိုကိုထီးလက်ရောက်စော်ကားပြမခြင်းဟာပင်စာနန္ဒရိယကံမထိုက်တော်လည်းပဲအမတန်မှအကုသိုလ်ကြီးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဘုရားတီလာမရှိဝီနီးမရှိတဲ့ဖုန်ကြီးကိုပြမမိရင် အကုသို့ဖြစ်ပါသလားဖေယဖြေချားပြီးတော်မူပါဖုံဖုံတဲ့အကုသို့ဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုရင်မိလင်တပညာချမ်းမှာတီလာပြတ်တဲ့လူဒုတ်တီလာထက်တီလာပြတ်တဲ့ယဟန်ဒုတ်တီလာတို့ဤတာလွန်သောဂုံဆယ်မျိုးဆိုတာဖော်ပြထားပါတယ်အဲ့ဒီဂုံဆယ်မျိုးကဘာတွေလဲဆိုရင်တီလာပြတ်သောယဟန်ဒုတ်တီလာတို့သည်တဖျား၌ယုတ်သေးခြင်းနှစ်တရား၌ယုတ်သေးခြင်းသုံးတန်ခါ၌ယုတ်သေးခြင်း ၄တည်င်းသုံးဘော်တို့၌ယူသေးခြင်း၅ပါဠိတင် जा ခြင်းအထာကထာတင် जा ခြင်းတို့၌ကြိုးစားအားထုတ်ခြင်း၆ပါဠိအထာကထာတို့ကိုနာယူမှတ်သားခြင်း၇တိလပြတ်သောယဟန်တုတ်တိလသည်ပရိသတ်အလေတို့ရောက်သောအခါမှာတိလရှိသောယဟန်အသွင်ကိုဖြစ်စေခြင်း၈လူတို့ကဲ့ရဲ့မိကိုကြောက်ရွံ့သောကြောင့်ကိုနှုတ်တို့ကိုစောင့်စည်းခြင်း၉ကမ္မထံသို့ရှေ့ရှုလိုသောစိတ်ကိုဖြစ်စေလျက်တာမန်ယဟန်အဖြစ်သို့ကဲ့ရောက်ခြင်း 30တီလာပြတ်သောယဟန်ဒုတ်တီလာသည် မကောင်းမှုကိုပြုတော်လဲပဲ၊ကွယ်ရာ၌ပုံလျောကွယ်လျက်ပြုကျင့်ခြင်းတို့ဖြစ်ပါれ။ဒါဟာတီလာပြတ်သောယဟန်ဒုတ်တီလာတို့၏ဂုံစဲမျိုးပဲဖြစ်ပါれ။ဒါကြောင့်တီလာပြတ်နေတဲ့ယဟန်ကိုစော်ကားပြမမိမယ်ဆိုရင်လေအကုသို့ဖြစ်တတ်ပါれ။ဒါဆိုရင်တပည့်တော်တို့ကအဲ့ဒီယဟန်ကိုကိုးကွယ်ရမှာလားလို့မေးစရာအကြောင်းရှိပါれ။မဟုတ်ပါဘူးနော်။အဲ့ဒီလိုတီလာပြတ်နေတဲ့ယဟန်ကိုတွေ့ပြီဆိုရင် ပစ္စည်းလေးပါထောက်ပံ့လှူဒန်းခြင်းမလုပ်ပါနဲ့နော်အစိတ်ပင်ပန်းတိပါလေးရဲ့နဲ့ရေလောင်းပေါင်းတင်လုပ်မယ်ဆိုရင်လူတွေကိုဒုက္ခဖြစ်စေမှာဖြစ်ပါတယ်ရေလောင်းပေါင်းတင်မလုပ်ဘဲနဲ့ထားလိုက်မယ်ဆိုရင်အဲ့ဒီအစိတ်ပင်ဟာတည်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒုတ်တိလအကျင့်ပြတ်နေတဲ့ယဟန်ကိုတွေ့ပြီဆိုရင်ပစ္စည်းလေးပါထောက်ပံ့လှူဒန်းခြင်းမလုပ်ဘဲထားလိုက်ပါနော်ကိုနဲ့နှုတ်နဲ့သွားပြီးတော့မပြတ်မှားလိုက်ပါနဲ့ပြတ်မှားလိုက်မယ်ဆိုရင်မိမိမှာအကုသိုလ်ဖြစ်တတ်ပါတယ် အရှင်ဖယားယူချင်းတူပါရက်နဲ့တချို့ကယူအယမ်းဆိုးတယ်တချို့ကအယမ်းလှတယ်ဘာကြောင့်ပါလဲဖယားတဲ့ဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်ဆူလကံမဝိပင်္ဂတုံးမှာသူဘလူလင်မြတ်စွာဘုရားကိုမေးလျှောက်တဲ့ပု္ပ္ပစာ၁၄ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပစာ၁၄ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါရက်တချို့သောလူတွေကယုတ်ဆိုးတယ်တချို့သောလူတွေကယုတ်ချောတယ်ဘာကြောင့်ပါလဲမြတ်စွာဘုရားဆိုတဲ့အချက်ပါပါတယ် အဲ့ဒီအခါမှာမြတ်စွာဘုရားကချက်သားသူပါတချို့သောလူတွေရုပ်ဆိုးတယ်ဆိုတာဟာအမျက်ဒေါသအကြီးလို့ဖြစ်တယ်တချို့သောလူတွေရုပ်ချောတယ်ဆိုတာဟာအမျက်ဒေါသမရှိလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်မှန်ပါတယ်နော်နေ့စဉ်အမျက်ဒေါသအကြီးနေတဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ပါ အမျက်ဒေါသရဲ့ပူလောင်မှုကြောင့်ရုပ်ဆိုးအကြီးတန်နေပါတယ်အဲ့ဒီအမျက်ဒေါသနဲ့သေသွားမယ်ဆိုရင်ကံကောင်းလို့နောက်ဘဝလူဖြစ်အောင်တော့ရုပ်ဆိုးတဲ့သူပဲဖြစ်ပါတယ်နော် အမျက်ဒေါသမရှိတဲ့လူရဲ့မျက်နှာကိုကြည့်လိုက်ပါ သူ့ရဲ့မျက်နှာမှာအမျက်ဒေါသမရှိတာဖြစ်တဲ့အတွက်အကြည့်တဲ့ရှိနေတာကြောင့်ယူအစင်းလှပပါတယ်အကယ်၍ဗဂရီယုတ်ကယူအစင်းလှပတဲ့သူမဖြစ်စေအောင်တော့သူ့ရဲ့တန်တန်မှာအမျက်ဒေါသမရှိတဲ့အတွက်အကြည့်တဲ့ရှိနေတာကြောင့်မြင်ရတဲ့သူရဲ့စိတ်ထဲမှာချောမောလှပတယ်လို့ထင်ရပါတယ်အမျက်ဒေါသမရှိတဲ့ပုံကိုယ်တွေသိမဲ့ဆိုရင်နောက်ဘဝလူဖြစ်တဲ့အခါမှာချောမောလှပတဲ့သူဖြစ်ပါတယ် ။ကဲဒါဆိုရင်တချို့လူတွေကယုတ်ဆိုးပြီးတချို့လူတွေကဘာကြောင့်ယုတ်ချောရတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်။